ယူနန်လုပ်ငန်းရှင်များမြန်မာပြည်၌ကော်ဖီစားပျိုးရန်စိတ်ဝင်စားတရုတ်နိုင်ငံယူနန်ပြည်နယ်ကကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံမှာကော်ဖီလာရောက်စိုက်ပျိုးဖို့စိတ်ဝင်စားမှုရှိတယ်လို့ပင်တရားကော်ဖီအသင်းဥက္ကဋ္ဌဦးထွန်းထွန်းအေးကပြောပါရတယ်။ ်မြန်မာတရုတ်နှစ်နိုင်ငံကော်ဖီစားပြုံးမှုနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ကော်ဖီအသင်းအဖွဲ့တာဝန်ရှိသူတွေကပြီးခဲ့တဲ့စက်တင်ဘာ24ရက်ကနေ29ရက်နေ့ထိတရုတ်နိုင်ငံယူနန်ပြည်နယ်ကိုသွားရောက်ပြီးကော်ဖီစားပြုံးထုတ်လုပ်သူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြသလိုကော်ဖီစားပြုံးထုတ်လုပ်နေမှုတွေကိုလည်းလေ့လာခဲ့ကြတာဖြစ်ပါတယ်တရုတ်လုပ်ငန်းရှင်တွေအနေနဲ့မြန်မာနိုင်ငံကော်ဖီကိုဝယ်ယူဖို့စိတ်ဝင်စားနေကြသလိုမြန်မာနိုင်ငံမှာလာရောက်ပြီးတော့ကော်ဖီစားပြုဖို့ကိုလည်းစိတ်ဝင်စားမှုရှိနေလို့ဦးထွန်းထွန်းအေးကပြောပါရစေ။ ဒါအပြင်မြန်မာနိုင်ငံကကိုယ်စားလှယ်ဖွဲ့အနေနဲ့ယူနန်ပြည်နယ်လင်းချမ်းမြို့ကဒုတိယမြို့တော်ဝင်နဲ့တွေ့ဆုံခဲ့ပြီးကော်ဖီစာပြိုးထုတ်လုပ်မှုနဲ့ပတ်သက်လို့ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။လရှိမှာတော့မြန်မာတနိုင်ငံလုံးမှာ coffee site A ကတသိန်းထိပြည့်မီအောင်လျှာထားစိုက်ပျိုးနေရလို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆက်မြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့သိရပါဗျ။